မင်္ဂလာပါခလေးလေးတို့ရေဒီနေ့တတိပြောပြမယ့်ပုံမြင်လေးကတော့ဝဝန်းလေးရဲ့အချိန်နဲ့တခါကဝဝန်းဆိုတဲ့ဝဝန်းလေးတစ်ကောင်က သူ့မမေဝဝန်းမိုင်းနဲ့အတူတူတောအုပ်လေးတစ်ခုထဲမှာနေကြတယ်တဲ့ဝဝန်းလေးဝဝန်းနေတဲ့တောအုပ်ထဲမှာတစ်ပင်ကတိရွက်တွေကတပြေးပြေးကြွေကြလာပြီးလေကလည်းတပြေးပြေးနဲ့အေးလာတယ်မမေကပြောတယ်ဝဝန်းကြီးအကြာကြီးအိတ်ဖို့ ခြင်းကြရအောင်တဲ့ဝဲဝဲကတော့မိမိပြောတာကိုနားမလည်ဘူးမိမိကရှင်းပြတယ်ဝဲဝန်ကြီးဟာဆောင်းတွင်းဝင်လာရင်အေးတဲ့ဆောင်းတွင်းတစ်တွင်းလုံးအိပ်ပြီးဆောင်းကုန်မှအအင်းအပြည့်နဲ့နိုးလာကြတာတဲ့ဝဲဝဲကမိမိကို အစာရှာတာတွေစုတာတွေကိုကူပေးပြီးတာနဲ့အတီးတွေပြားရည်တွေကိုဘိုက်ကောင်စားပြီးမိမိနဲ့အတူတူအိပ်ဖို့ညီကြီးကိုတူး ဲ့ဒီဂျင်းလေးထဲမှာမြက်တွေအရွက်ချောက်တွေကိုခင်းပြီးထည့်ထားလိုက်တယ်။ဝန်းဝန်းကမိမိကိုတမီးကြိုင်အင်းတငယ်ချင်းတွေနဲ့မဆော့ရတော့ဘူးပေါ့။အဲ့လိုမိလိုက်တဲ့အချိန်မှာမိမိကစိတ်မပူနဲ့တမီးဆောင်းလေးနဲ့တွဲလုံးအားလုံးအတူတူအိတ်ကြမှာနှွေဦးကြမှာနေရောင်ရဲပန်းလေးတွေရဲ့နဲ့ဝန်းဝန်းလေးအားပြည့်နဲ့နိုးလာမှာဒီလိုနဲ့ နေနေရတဖြည်းဖြည်းကျလာပြီးအေးကလည်းအေးလာပြီးဝဝဲလေးလည်းအိတ်ချင်လာပြီးဝဝဲလေးကနင်းကြတာကိုကြည့်ရင်ကြည့်ရင်အိတ်ပြော်သွားတော့အိမ်မက်ထဲမှာနှွေဦးမှာတငယ်ချင်းတွေနဲ့ဆော့နေတာကိုအိမ်မက်မက်နေတယ်ဝဝဲအိတ်ပြော်နေတော့မှာပဲအပြစ်မှာတဖြည်းဖြည်းနဲ့ရာသီဥတုကပြောင်းလာပြီးတော့နှွေဦးကိုယောက်လာတယ်ဒီနေ့မှာတော့ ဝဝန်လေးကနိုးလာပြီးအပြင်ကိုချောင်းကြည့်လိုက်တဲ့အခါနေရောင်ကြီးရဲ့ပန်းကလေးလေးရဲ့ကိုတွေ့ရပြီးမျက်ခြေတွေရဲ့အတန်ကိုလည်းကြားရတော့ဝဝန်ပျော်သွားပြီနေတဲ့အတွက်အိုင်အန်ပြေးနဲ့ထလိုက်တာပေါ့တငယ်ချင်းလေးနဲ့တွေ့ရအောင်မယ်လေပုံမြင်လေးရတော့တာပါပဲကွယ်အခုတတိယမိကုန်းလေးတချို့မိချင်တယ်တတမီမီတို့ရောအိတ်ချင်ရင်ဘာလုပ်လဲ ဖဖေမမေတို့ကိုအိယာကူခင်းပြီလားဒုတိယမိကုန်လေးမိချင်တယ်နော်တသားမိမိတို့ကဆောင်းတွေတတွင်းလုံးမအိပ်ပေမဲ့တနေ့ကိုဘယ်နှနိုင်အိပ်လဲဆိုတာသိလားမသိသေးရင်လည်းဖဖေမမေတို့ကိုမိပြီးတတိကိုပြပြပါအောင် အခုနောက်ဆုံးမိကုန်လေးရတော့သတမိမိတို့အိတ်တဲ့ချိန်မှာအိမ်မက်လေးတွေတစ်ခါတလေမတ်တက်လာအဲ့ဒီအိမ်မက်လေးတွေကိုဖဖမိမိတို့ကိုပြန်ပြောပြလိုက်ပါအောင်နော်နောက်တစ်ခေါက်မှာနောက်ထပ်ပုံရင်တစ်ပုံနဲ့ပြန်ဆုံကြပါမယ်တတား